မင်္ဂလာပါရှင်2025ခုနှစ်မေလ28ရက်နေ့ရက်မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။ဆေးလာကူတဲ့ပြူစောတိခေါင်းဆောင်နဲ့အဖွဲပြစ်ခတ်ခံရပြီးပြူစောတိ2ဦးအပါဝင်4ဦးဒဏ်ရာရရှိခဲ့ပါတယ်။မူရင်မောင်ခိုနဲ့တတ်ထုဒူပေါ်ရေးကြောင့်ဝါတက်ကိုအေးအေးယူဖို့ထိုင်းအရက်ဖတ်အဖွဲတွေကတောင်းဆိုလိုက်ပါတယ်ရှင်။ ဖားကန်းမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပောက်ကွဲမှုကြောင့်စစ်ပေဆောင်ကလေး2ဦးသေဆုံးပြီးအများပြည်သူအသုံးပြုနေတဲ့လုံခင်းလယ်ပြင်တရားပျက်စီးခဲ့ပါတယ်ရှင်။ပခုတ်ကူမြို့နယ်အင်ပင်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုမှာစစ်သားနဲ့ရဲတွေထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ဆိုပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့မွန်းတဲ့၁၂နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့စကိုင်းတိုင်းရွှေဘုံမြို့အမတ်၅ရက်ကွက်မှာရှိတဲ့ရွှေပလောင်ပုတ်ကလေးကဆေးရုံဝင်အတွင်မှာပြစ်ခတ်မှုတွေဖြစ်ပြီးပြူစောတိ၂ဦးနဲ့အရက်သား၂ဦးတန်ရာရရှိခဲ့တယ်လို့ဒေတာကန်တွေထံကနေသိရပါဗျ။မေလ26ရက်နေ့မနေ့မနက်၈နာရီကျော်မှာမေခွန်းရွာပြူစောတိခေါင်းဆောင် ပေါ်သိန်းနဲ့အင်အားတရာခန့်ပါတဲ့ပြူစောတိအဖွဲ့ရွှေပလောင်ဆေးရုံမှာ လာရောက်ကုသနေစဉ်မှာလက်နက်ကင် အဖွဲတစ်ခုကလာရောက်ပစ်ခတ်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်။ပေါ်သိန်းက6တောက်ကျိုးလို့ဆေးရုံလာတတ်တာအဲ့ဒါကပုတ်ကလေးကဆေးရုံလေအခုကဒုတိယအကြိမ်6တောက်ကျိုးတာချော်လဲလို့ကျိုးတာပထမအခေါက်ကလည်းကျိုးထားသေးတယ်အသက်မပါတာကံကောင်းလို့ဖြစ်စဉ်ကိုသိထားတဲ့ဒေတာကန်တအူးကပြောပါရယ်။ အပြန်အလှန်ပြစ်ခတ်မှုတွေကြောင့်စေယုံလုံးကြုံရေးဝင်ထမ်းအသက်၄၀ကျော်အရွယ်အမျိုးသားတအူနဲ့ပြစ်ခတ်မှုဖြစ်ချိန်စက်ပိုင်းနဲ့ဖြတ်တန်းသွားလာတဲ့လမ်းသွားလှမ်းလာအသက်၃၀အရွယ်အမျိုးသမီးတအူတို့မစိုးရိမ်ရဒဏ်ရာရရှိသွားကပြူစောတိတွေဘက်မှလည်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ပြောပါရယ်စေယုံဝင်အတွင်မှာကင်းလာဆောက်ပေးတဲ့ ပြူစောချီးတွေကိုရွှေဘိုတိုက်နယ်ငါပါကဖအဖွဲ့ကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအတွင်းပြူစောချီးနှစ်ဦးထိခိုက်တယ်လို့ရွှေဘိုမြို့နယ်ပါကဖတာဝန်ရှိသူတူကအတည်ပြုပြောဆိုထားပါတယ်။မျက်မြင်တော့နှကောင်လဲကျသွားတာရှိတယ်။သူတို့စီးလာတဲ့ပါတဲရိုကလည်းပြက်စီးတာရှိတယ်။အတွင်ထဲက လူထိမထိတော့မသိရဘူးလို့သူကပြောပါတယ်။ ိခတ်မှုတွင်ပြူစောထီးတွေထိခိုက်တာကြောင့်ယမန်နှင့်ညနေပိုင်းထိစစ်ကောင်စီအဖွဲ့တွေကရွှေဘုံမြို့အဝင်အထွက်နေရာတွေမှာပိတ်ဆို့စစ်ဆေးတယ်လို့လည်းသိရပါဗျ။မေခွန်းတေးရွာအုတ်ချုပ်ရည်မှုဖြစ်တဲ့ပြူစောတိပေါ်တိန်ဟာမြို့နယ်ပြူစောတိခေါင်းဆောင်တဦးဖြစ်ပြီးကျေးရွာမှာစစ်မှုထမ်းကြီးကောက်ခံတာမြေယာတွေတင်းစီရောင်းရှားတာတွေလှုပ်ဆောင်နေတယ်လို့ရွှေဘုံမြို့နယ်ပါကဖားကပြောပါတယ်။မေလ15ရက်နေ့ကလည်းရွှေဘုံမြို့နယ်ညောင်ပင်သာစိုက်ပျိုးရေးတိပ်ပံတက္ကသိုလ်နဲ့ ပယံကျေးရွာသွားလမ်းပေါ်မှာဒုရဲအုပ်အပါဝင်နှစ်ဦးပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံကိုထိခိုက်စေတဲ့မူရစ်စေဝါမောင်းခိုမှုနဲ့မြေရှားတပ်ထုတူးဖော်ရေးလောက်ကင်နေတဲ့ဝါပြည်သွေးစည်းညှဉ်ညွတ်ရေးတပ်မတော် UWSA ကိုအရေးယူဖို့ထိုင်းရဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြောင်း The Nation သတင်းဌာနမှဖော်ပြထားပါတယ်။ရှမ်းပြည်အရှေ့ပိုင်းဝါတက်ထိန်းချုပ်ရာ ဒေသတွင်မှာတရုတ်ကုမ္ပဏီတို့ကနေရှားတပ်ထုတူးဖော်နေရမြန်မာနေရှားမဲဆိုင်ချောင်းရုတ်တရက်ရေကြီးမှုတွေဖြစ်လာခြင်းရှမ်းအရှိမာနှစ်ဖြားခံလာတဲ့ကောမြင့်နဲ့ဆိုင်မြင့်တွင်မှာအာဆင်နစ်အစိတ်အောက်တွေပါလာခြင်းတို့ကထိုင်းအနာဖိုင်နဲ့ဒေသခံတွေအတွက်စိုးရိမ်ပူပန်မှုတွေမြင့်တက်စေပြီးတပ်ထုတူးနေခြင်းရပ်ဆိုင်ရေးမြန်မာအာနာဖိုင်နဲ့ ဝါတက်တို့ကိုဖိအားပေးညှိနှိုင်းဆွေးနွေးမှုတွေအချိန်မြင့်မှုထိုင်းအစိုးရကတိုက်တွန်းခဲ့ပါတယ်။လွယ်လန်းဒေတာကိုထိန်းချုပ်ထားတဲ့ဝါတက်ရဲ့ပြဿနာလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတာမှာကပြည်သူ့ကျန်းမာရေးဆိုင်ရာချင်းချောက်မှုတစ်ခုလည်းဖြစ်တယ်လို့ထိုင်းနေကယူဆပါတယ်။အလားတူပဲအဲ့ဒီမြေရှားတတ္ထုမိုင်းကိုအခြေခံရာတရုတ်နိုင်ငံကိုပြဿနာရင်းမြစ်အဖြစ် တွေ့နေရပြီးတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆောင်ရွက်နေတဲ့ Green Peace ထိုင်းလန်အဖွဲ့ကလည်းမြင့်ညာမှာတထုတူးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာစစ်ကောင်စီတရုတ်အစိုးရနဲ့ဝါတက်တို့နဲ့အတူတထုတွင် အပီးတိုင်ပိတ်သိမ်းရေးထိုင်းအစိုးရအနေနဲ့ဆောင်ရွက်မယ်လို့ဆိုပါတယ်။ယနေ့မှာလည်းထိုင်းဝန်ကြီးချုပ်ဟာသက်စင်ရှင်နာဝတ်ကမူရစေဝါခိုင်းတွေကိုနှိမ်နှင်းဖို့ပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးကချင်ပြည်နယ်ဖားကမ်းမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပောက်ကွဲမှုကြောင့်စစ်ဘေးရှောင်ကလေးနှစ်ဦးသေဆုံးပြီးအများပြည်သူအသုံးပြုနေတဲ့လုံခင်းလေပြင်းတရားပြက်စီးသွားကြောင်းဒေသပြည်သူတွေကပြောဆိုပါတယ်။ဖားကမ်းမြို့နယ်အတွင်းကိုအင်အားယာနဲ့ချီတဲ့စစ်တပ်စစ်ကြောင်းထိုးလာပြီးတဲ့နောက်မှာလက်နက်ကြီးနဲ့ပစ်ခတ်မှုများဇက်တိုက်လှုံ့ဆော်ခဲ့ကြောင်းယနေ့နှစ်နက်ပိုင်းဖားကန့်လန်းနိုင်ရအကျော်ဆိုင်ဖီယာအနီး စစ်ရှောင်စခန်းမှာစစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်စစ်ဘေးရှောင်ကလေးငယ်နှစ်ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပြင်အတံဖတ်စစ်ကောင်စီတပ်ကဖားကန်းမြို့နယ်အတွင်းကိုလက်နက်ကြီးတွေနဲ့ယမန်နေ့ညပိုင်းကပြစ်ခတ်ခဲ့ရမှာလုံခင်းလေပြင်းတံတားမှာလက်နက်ကြီးထိမှန်ပြီးတော့ပျက်စီးသွားကြောင်းလည်းသိရပါတယ်။လုံခင်းရန်ချက်ဆက်ယုံကနေထွက်လာတဲ့စစ်ကြောင်းကလေပြင်းရဲစခန်းရောက်နေကြပြီး ဖားကတ်လုံခင်းတော့တိုက်ပွဲဖြစ်ရင်တော့မလွယ်တော့ဘူးရွာပြန့်မဲ့အခြေအနေဖြစ်နေပြီးပြည်သူတွေလည်းစစ်ဆရှောင်နေကြပြီလို့ဒေတာပြည်သူတို့ကပြောပါတယ်အကြံဖတ်စစ်ကောင်စီတပ်ကဧပြီလနောက်ပိုင်းကနေစပြီးအင်အားအလုံးအင်းနဲ့ဖားကတ်မြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးစစ်ကြောင်း၃ကြောင်းခွဲပြီးထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပခုတ်ကူမြို့နယ်အင်မင်ကျေးရွာတောင်ပိုင်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်စခန်းအတွင်ကို မင်္ဂလာဆောင်ကျင်းပနေစဉ်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာစစ်သားရဲများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်း Cobra One ပခုတ်ကူအဖွဲ့မှဘိုးမွေဟောက်ကပြောပါတယ်။မနေ့ကမေလ28ရက်နေ့နနက်9:00အချိန်မှာပခုတ်ကူမြို့နယ်အင်ပင်ကျေးရွာရဲ့တောင်ဘက်အတွင်အထိုင်ချတက်ဆွဲထားတဲ့စစ်တပ်စခန်းတွင်းကိုရဲတအူးမင်္ဂလာဆောင်ကျင်းပနေစဉ် Shortcut လက်နက်ကြီး၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါတယ်။ အဲ့လိုပြစ်ခတ်မှုအတွင်ပထမတလုံးမှာမင်္ဂလာဆောင်လုံခြုံရေးယူပေးနေတဲ့ကင်းပုံးစစ်သားတွေရှိရာနေရာနဲ့ဒုတိယတလုံးမှာစစ်တပ်အထိုင်စခန်းတတိယတလုံးမှာမင်္ဂလာဆောင်ပွဲအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားရဲတွေထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါဗျာ။ ရှားခါတယောက်မင်္ဂလာဆောင်ပွဲလှုပ်နေတယ်လို့သတင်းရလို့ရှော့ကတ်၃လုံးနဲ့သွားပစ်တာတစ်လုံးကကင်းပုံးယူနေတဲ့နေရာကိုကြာတယ်ဒုတိယတစ်လုံးကစားခတ်အထိုင်စခန်းတွေကိုကြာတယ်တတိယတစ်လုံးကမင်္ဂလာဆောင်ပွဲတွေကိုကြာတယ်လို့သတင်းရတယ်ထိခိုက်မှုတွေလည်းရှိတယ်လို့သိရပါတယ်မင်္ဂလာဆောင်ပွဲတွေမှာရဲစစ်သားပြူစောထီတွေပဲရှိတာစားခတ်တွေဘက်ကလက်နက်ကြီးနဲ့ပြန်ပစ်ရှာတယ်ကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိဘူးလို့ Cobra 1ပခုတ်ကူအဖွဲ့မှပုံမွေဟောက်ကပြောပါရယ်။အရေးတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖ Borderless ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဗညိန် Grilila 4နဲ့ Cobra 1ပခုတ်ကူအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်ရှင်။ ဒီကနေ့မွန်းတက်12နိုင်ချိန်တိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်